တက်တက်ခိုင်ကိုဒီပုံမရှိကာကြီးနဲ့ညီစွန်းနဲ့ဆိုပြီးတော့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကိုယ်စားလက်လောင်းဖြစ်ကနေပြောပယ်ဖြစ်လိုက်တယ်လို့သိရတယ်ဆိုတော့အဲ့ဒါကအဓိကဘယ်အချက်ကြောင့်ဒီလိုမျိုးပယ်ဖြစ်ခံရတာလဲပေါ့နော်ဖန်မှာကျွန်တော်တို့ဟိုချင်းငွေပေါ့နော်အလူအတားတဲ့ကျွန်တော်တို့ပို့ယူရတယ်အဲပြီးလို့ရှိရင်လည်းရောင်းထားတဲ့ခန်းနေလည်းကျွန်တော်တို့ရှုံးနေတယ်အခုရှိတဲ့ဝင်ငွေကြတော့လည်းကျွန်တော်တို့ကရှိတဲ့ဝင်ငွေကြတော့လည်းကျွန်တော်တို့က အဆောက်အဦပြီးဖို့အတွက်ကျွန်တော်တို့ဦးစားပေးနေရတဲ့အချိန်မှာပန်းကိုပေးတဲ့အတူကနောက်ကျတာရှိတယ်တခါလေမပြည့်မိတာရှိတယ်။တော့အဲ့ဒါနဲ့ကျွန်တော်တို့စည်ရင်ပေါ်နေတာပေါ့ပေးရန်ရှိစည်ရင်ပေါ်နေတာပေါ့ရှင်ပန်းမှာစည်ရင်ပေါ်နေအဲ့တော့ဒီဒေါ်သက်သက်ခံရွေးကောက်ပွဲဝင်မှုအတွက်ကိုဟောပုံမှန်ရှစ်ကားကြီးမှာပါတဲ့ဥပဒေပုံမှန်ရသူကပေးခံလိုက်ရတာပေါ့နော်အဲ့တော့ तू ပြောတဲ့ဇကားထဲမှာကရှင်းရှင်းလေးပါသူတို့မှာပတ်စံရှိတယ်ဟောဘန်ကတရားကြီးလို့ရှိရင်နော် ဟိုသူရှိမှဟို130ဟို100ရန်ပစ္စည်းရှိမှ100ရန်ပစ္စည်းရှိမှဘန်က30ရန်30ဘူးချီးတာဒါပေမဲ့ဝင်မပေါ်သေးလို့တချို့ကိစ္စတွေကပေးရန်ကြံအကျွေးမှာစင်းပေါ်နေတာနော်အဲကြောင့်မလို့ဒီလိုလေးဖြစ်တာပါတဲ့အဲ့ဒါကလည်းပဲဒါကသူ့ကိုမကျင်တဲ့သူရှိလို့နော်သူ့ကိုတိုင်တဲ့သူရှိလို့ ဒါကစစ်ဆေးလို့ပယ်သွားရတာပါလို့သူကပြောတယ်နော်အဲ့တော့ကျွန်တော်ကကျွန်တော်ခုခါတည်းကဟိုဒီရွေးကောက်ပွဲတွေစတဲ့ကကျွန်တော်ကျွန်တော်ပြောခဲ့ပါတယ်ဒေါ်သက်သက်ခိုင်စကားတွေဘာတွေမှားလဲခင်ဗျားတို့ပြန်ကြည့်ကြည့်လိုက်ကျွန်တော်ဗီဒီယိုတွေတင်ထားတာရှိတယ်ဟိုဘက်အကောင့်နေပါဟောနော်ဒေါ်သက်သက်ခိုင်ကသူကဘာပြောလဲအော် NLD မရှိတော့ဘူးဆိုတော့ကျမတို့ပါတီကထိတ်ပဲတဲ့ကျမတို့ပါတီကပြည်သူပါတီတဲ့ပြည်သူတွေကပေါက်ပွားလာတာတဲ့သူများပါတီလို့ပြည်သူတွေကပေါက်တာမဟုတ်ဘူးတွေပါတယ်နဲ့ကြက်ခါကြီးကိုသွားထိုးချတာ နော်ကြက်ခိုင်ကိုသွားပြီးတော့ခုဟိုတိုက်ခိုက်တဲ့ခါကျတော့ကြက်ခိုင်ကဘာဖြစ်မှာလဲကြက်ခိုင်ကဘာမှမဖြစ်ဘူးအဲ့တော့ကြက်ခိုင်ကသူ့အကျွေးစင်းနေပါကောက်စစ်ခိုင်းမှာပေါ့စစ်ခိုင်းတော့နောက်ဆုံးအခုလို့သူပယ်သွားတာပဲလေဒါကနှုတ်ကြောင့်သေးတာဟောသူကသူအေးစင်းနေလို့ရှိရင်အေးစင်းစင်းမဲဆွဲတာပြဿနာမရှိဘူးဘာတဲ့လဲအန်အေဒီမရှိတော့ကျမတို့ပြီးတော့လို့ပဲတယ်ကျမတို့ပါတီကပြီးသူကလည်းပေါက်ပွားလာတာတဲ့ဟာ ကြက်ခိုင်ကတော့ပြည်သူကပေါက်တာမဟုတ်တဲ့အတိုင်းပဲကြက်ခိုင်မှာရှိတဲ့သူတွေကပါတယ်နတ်တွေလားဟင်ဝိဇာတွေလားဟင်ဘာတွေလဲသူပြောတဲ့စကားဆောက်ချုံးမပြေတဲ့ခါကျတော့ဘာဖြစ်လဲကြက်ခိုင်ကသွားပြီးစစ်ဆေးခိုင်းမှာပေါ့တော့ဖွဲ့စည်းပုံဟိုဥပဒေမှာတာပုံမှန်ရှေ့ကကြီးမှာလဲအကျွေးရှင်းတာမရှင်းတာရှိသေးတာပဲအဲ့တော့သူ့ကိုစစ်ဆေးပေးပါလို့ပြောမှတော့သူကသူကိုယ်တိုင်လည်းသိတယ်သူ့ကိုခြုံတွန်းရှိတယ်ဟိုကသူသိလို့ခါကျတော့သူတစ်ခါတည်းထုတ်ပြောတာ ျမတို့ပြန်မဆက်မှာမဟုတ်ဘူးအဲ့ဒီအကျွေးထက်ကိုများတဲ့ပိုင်ဆိုင်မှုတွေကျမတို့ရှိမှာရှိရတဲ့ပြန်ဆက်မှာပဲဥစ္စာဘူးတဲ့ဒါတိုင်တဲ့သူရှိလို့ပါတဲ့ဆိုတော့ဒါကသူ့ပါဇက်ကပြောတာကျတို့ကအစတည်းကပြောခဲ့တယ်ဒီမိမဒုက္ခရောက်တော့မယ်เนาะအဲ့လိုလေးရှိပါတယ်